အခန်းဆက်သုံးကန်တာလိုက်ရတဲ့တ냐မူတရားသူကြီးဟောင်းဥလူလာနဲ့ဒိုမီတို့ကိုတစ်ကုံတဲ့ကြီးသူကတစ်များပေးလေ၏ထိုတစ်ကုံတဲ့အမှုဖြစ်စဉ်ကဥလူလာသည်ထိုအမှုကိုမမှန်ကန်ကန်ဆုံးဖြတ်ပေးခဲ့သည်ဟုဆို၏ထို့ကြောင့်ကျွန်းတစ်များလူတန်းချင်းဖြစ်၏အလွန်တော်သောဤသူကဆရာကြီးတို့ကလည်း၎င်းသားလေးအမှုဖြစ်စဉ်က ဥလူလာသည်မမကကဆုံးဖြတ်၍အမိန်ချခဲ့ဘူးသည်ကိုကျေးဇူးဆက်သောအပြင် ဥလူလာအိမ်ဆောက်သောအခါ၌သူ၏အဖွဲ့ရင်းနှင့်သူလာရောက်၍ကူညီလေ၏ထို့ကြောင့်မယားကျေးဇူးကြောင့်ရရှိခဲ့သောမြေကော်ကြီးတွင်ဥလူလာသည်ကျွန်းတစ်ထပ်အိမ်ကြီးတစ်လုံးချလုပ်ပြီးဖြစ်လေ၏အိမ်ကျမီပြူရာတွင်တံပေါက်ရောင်သောကလာတအူကလည်းတံပေါက်ကူညီသည်ဖြင့် ခုံကြီးကိုပါကိုတံပေါင်းဆုံးခဲ့ကအိမ်ချက်မင်္ဂလာကိုကောင်းစွာ ပြုလုပ်နိုင်လေ၏။ဒေါ်မေကြီးသည် လုံးဆောင်ပြီးတော့ခါ၌မူလရောက်ရှိနေသောရက်ကွယ်မှာထိုအိမ်တစ်စီတို့ပြောင်းရွှေ့ခဲ့လေ၏။ထို့သောပြောင်းရွှေ့တော်နေ၌ပင်ဒေါ်မေကြီးတို့နေသောရက်ကွယ်ဟောင်းသည်နီးလောင်၍ရက်ကွယ်တစ်ခုလုံးပြာကျသွားလေ၏။ထိုဖြစ်ကိုကြီးကဆရာဝန်ကြီးအမြဖူးက ကန္တာအားမုန်ကန္တာရဲ့မင်းဦးလေးမိမမေကြီးတရားကန်စာတာကောင်းလာတာကတော့ထင်ရှားတယ်ကွာ သူပြောင်းပြီးမှပဲသူနေတဲ့ရက်ွက်ကလည်းနီးလောင်တဲ့ကွာစိတ်ကောင်းမွေးလို့ကန်ကောင်းသွားတာကွာအဲ့ဒါကိုလူတွေသိစေချင်တယ်ကွာမေကြီးမှာဆေးရုံမာတွေခြေတုံးကလည်းကန်တွေဆိုးသွားလိုက်တာတစ်ခုပြီးတစ်ခုပဲအခုကြည့်စမ်းကန်တွေပြန်ကောင်းသွားလိုက်တာတိတိတတ်တာကြီးပဲကွာ ။မြည်လူတဲ့သူကလည်းလူတယ်ကွာ။တစ်လူတဲ့သူကလည်းလူတယ်ကွာ။စောက်ပေမဲ့ဘီတုကကလည်းအလကားကွာ။အိမ်တက်ဖို့ဓာန်ပေါက်တောင်းဓာန်ပေါက်ကလာကလူတယ်မဟုတ်လား။ဟုပြောလေတော့ဤ။အန်ကမသိလို့အန်ဒီမေကြီးအိမ်ပြောင်းတဲ့ရက်ကထိဖို့နေရဲ့ပဲ။အဲ့ဒီမှာလဲထီတသိန်းစုပေါက်သေးတယ်။အဲဒါကြောင့်ဘာပူဆောင်တွေဝယ်ပြီးမိမိဒုက္ခတွေကိုဒေါ်ကြီးကဒေါ်မေကြီးကတွားပြီးလူလိုက်သေးတယ်။ တည်ဆုံကလာဟင်းမပြရည်ချက်နဲ့မိမိဒုက္ခတွေတွေကိုသမင်းသုံးရသွက်ချေးသေးတယ်ဟိုကန်တာကပြောလိုက်၏ဆရာဝန်ကြီးဦးမြဖူကလေးလေးနက်နက်ကြည်သာလို့ခေါ်လိမ့်၏ထို့နောက်ဦးမြဖူကဘာပဲဖြစ်ဖြစ်စေတနာကကံကိုဖြစ်စေတယ်ကွာမိကြီးရဲ့စေတနာကမိကြီးကိုအကျိုးပေးပါလိမ့်မယ်ကွာဟိုပြောလိမ့်၏ထို့အခါကန်တာက အန်ဂယ်ဦးလူလာကသူများရဲ့ဆေးရမှာခွင့်တောက်တဲ့ကိုပြီးတရားအထုတ်ခဲ့ရတာအခုတော့ဇရက်ရှင်ကအန်ဂယ်ကိုချီယိုပြီးဇရက်ပါအပြီးလူလိုက်ပြီးဒါကြောင့်အန်ဂယ်ကသူရဲ့ဆေးရမှာသူနေပြီးတရားကိုကြကြနာနာအထုတ်နေနိုင်ပြီးသူ့ကိုကြည့်ရတာအတော်လည်ကျဉ်းနဲ့နေပုံရတယ်ဟုတ်ပြောလိုက်လေအထက်ပါအဖြစ်ပြများဖြစ်ပြနေစဉ်တော်တွင်နိုင်ပါပဲဒိုမီယီဤတာကျော်နေသည်ထောင်မှလွန်လာပြီဖြစ်၏ ျော်နေသည်မိခင်ဖြစ်သူတော်မကြီးဤအိမ်မှာပင်တက်၍နေရလိမ့်ဤတန်တာမှာလည်းတက်မှနေ၍ CLD တို့ပြောင်းရွှေ့တော်ရပြီဖြစ်၏နိုင်ငံသားတို့တွားရောက်၍ပညာသင်ကြားနေတော်များကြီးမှာကြောင်းပြီးတော်ပြီဖြစ်၏ကြောင်းပြီးတော်လည်းပြန်မလာသေးပဲလန်ဒန်မြို့ရှိချိန်ခရော့ဆိုသောနာမည်ကြီးဆေးရုံကြီးတွင်တက်ရောက်၍အလုပ်လုပ်နေပြီဖြစ်၏ ထို့သို့အလုံးလုံး၍၎င်းနှင့်လှုပ်ဖော်ကိုင်းတဲ့ဂျီတီရှလူမျိုးဆီအောင်လေးမိုင်ကယ်နှင့်ရှင်ရန်ကလက်ထပ်လိုက်နေတော်၏၎င်း၏ဖခင်ဆရာဝန်ရှိဦးမြဖူမှာလူမျိုးသားနှင့်လက်ထပ်ရပါမည်လို့ဟုဆိုကအကြီးအကျယ်ဆိတ်ဆိုး၍နေလေတော်၏မြရည်တို့ဇနီးမောင်နှံသည်လန်ဒန်မြို့အပြင်ဘက်ရှိ ရေကန်ကြီးတကန်သို့ကျော်ဝဲစားထွက်ကြလေ၏ ထို့တို့ပျော်ပွဲစားထွက်တည်ခြင်းတွင်ကာချင်းတက်မိသည်ဖြင့်ညရည်ရော၎င်း၏ခင်မုံမှပွဲချင်းပြီးတည်ဆုံသွားလေတော့၏ဆရာဝန်ကြီးဦးမြဖူသည်လန်ဒန်သို့လိုက်သွားလေတော့၏ညရည်တည်ဆုံခဲ့အတွက်ကျော်ချင်းငွေအများအမည်ရရှိခဲ့လေ၏ညရည်အိမ်အောင်ပြီးသွားခြင်းအတွက်တော်၎င်းတည်ဆုံခြင်းအတွက်တော်၎င်းကန်တာသည်ဖိတ်မကောင်းဖြစ်ရလေ၏ထို့ကြောင့် ၎င်း၏မိတ်ဆွေဥပေါ်ဟွန်းကမြတ်ရည်ရောက်ချာယူသွားတာကမင်းနဲ့ဘာမှမဆိုင်ပါဘူးမြတ်ရည်ကမင်းရဲ့ချစ်သူလည်းမဟုတ်ဘူးလေကွာမင်းကိုသူကတနာတာပဲရှိတာပဲချစ်တယ်လို့မှမပြောသေးပဲခုလိုတင်ဆုံးသွားပြန်တော့လဲစိတ်မကောင်းစရာပေါ့ကွာဒါပေမဲ့ပယ်တတ်နိုင်မလဲဟိုပြောလေဤဆရာဝန်ကြီးဦးမြဖူကကန်တာအားဒီလိုကွာငါ့သမီးမြကြီးကို နင်းနဲ့ရည်ရထားတာသူကဟိုမှာယောက်ျားယူလိုက်တော့အခက်အစီအစဉ်တွေပြတ်သွားတာပေါ့ကွာအခုတော့လေခမရမှာဆုံးရှာပါပြီဟိုခြေကွဲတန်ကြီးပြင်ပြောလေဦးအထက်ပါဖြစ်ပြများဖြစ်ပွားပြီးနောက်ကန်တာတို့နေထိုင်တော်မျိုးရှိ ပရင်ဆရာကြီးဥပန်းစိန်ဤအိမ်လိုတများတိုက်လေဦးထိုပရင်ဆရာကြီးဥပန်းစိန်ဒီထိုမျိုးရှိစေတဲ့တွင်ခြေဆံကြီးဒီဇိုင်းဖွင့်ထား၏ ထိုဆွေဆိုင်ကြီးတွင်၎င်း၏တမီမြရေဆိုသောမင်္ဂလေးကရောင်းရလေ၏။ဒမြတိုက်ခံရသောအခါ၌မြရေ၏ဆွေဆိုင်မှချွေတဲ့ပြည့်စုံအများများပါသွားလေ၏။ထိုအမှုကို CID မှကိုင်းလေ၏။ထိုအမှုလေပေါ်ပေါက်ရေးအတွက်လူကြီးများကကန္တာကိုတောင်းဝန်ပေးထားလေ၏။ကန္တာလည်းအခင်းဖြစ်ပေါ်သောဥပန်းစေအိမ်တို့သွား၍ခြေရလက်ရများ တဲလွန်စာများရှာဖွေလေ၏အခင်းဖြစ်ပွားသောအိမ်တွင်ဓမြအကျွတ်ကြသောသူ့မွေကောင်းစွတ်တထဲချမ်းရည်ခဲလေ၏ထိုကောင်းစွတ်မှာခောက်၍ဆွလျင်အုတ်ထုတ်ကဲ့သို့ဖြစ်ပြီးဖြန့်၍ဆွချလိုက်ရင်မျက်လုံးသာချမ်းပြီးမျက်နာတစ်ခုလုံးဖုံးအုပ်ပြီးသားဖြစ်၏ကန္တာသည်ထိုကောင်းစွတ်ကိုယူခဲ့ပြီးနောက်မျိုးမျိုးခုံမုံစဉ်းစားကြည့်၏သူရာတွင် စဉ်းစား၍မရနိုင်အောင်ရှိလေ၏တခုသောနာနဲ့စောစောတွင် ဥလေးဖြစ်သူ ဥလူလာကတရားရိပ်သာသို့ပို့ပေးရန်အကူအညီတောင်းထားသည်ဖြင့်ကန္တာလည်းဌာနမကားကိုယူ၍ဥလေးဖြစ်သူဥလူလာအားတွားရေးကြိုလေ၏နာနဲ့စောလုံးသောကြောင့်နှင်းများကြနေ၏ဥလူလာအားကားဖြင့်တင်ဆောင်လာခဲ့လေ၏ဥလူလာသည် အေးလွန်းသောကြောင့် တလန်းလုံးနာမွန်ရေးလိုက်လာလေ၏ဦးလေးကလည်းဒီလိုဆောင်းရသည်မှာသူ့မွေးကောင်းစုလေးပါလေဝယ်ပြီးဆောင်းမပေါ်ဟိုကန်တာကပြောလိုက်ရဦးလူလာကငါမှသူ့မွေးကောင်းစုတစ်ထည်ရှိတယ်ကွာအဲ့ဒါလေးလည်းအလွယ်ထားထားတာပဲရှားမတွေ့လို့မဆောင်းမထွက်လာခဲ့တာဟိုပြောလျင်ကန်တာသည်၎င်း၏ဘောင်းမီအိတ်ထဲတွင်ပါသောသူ့မွေးကောင်းစုကိုထုတ်၍ဒီကောင်းစုကလေးစွကြည့်ပါလား ဟူပြောလေ၏အမှန်စင်စစ်ထူကောင်းစုမှာဥပန်းဆက်အိမ်မရသောခမည်းကျကြံခဲ့သည့်ကောင်းစုဖြစ်၏ဦးလူလာသည်ထူကောင်းစုကိုဆုပြီးနောက်အတော်ပဲကွာငါပြောက်သွားတဲ့ကောင်းစုကလည်းဒီရောက်မယ်ပြောရအောင်မဟေးတို့မျိုးမှာဥပန်းဆိုင်ရဲ့ရွှေပဒိန်ဆိုင်နဲ့ရွှေဆိုင်ရှိတယ်ကွာအဲ့ဒီလူကြီးဟာရောင်းမဝယ်မှဖြစ်ပြီးငါရုံကိုခိုးရပါပစ္စည်းလက်ခံဝယ်ယူမှုနဲ့ ရောက်လာတယ်ကွာ။ငါကလည်းသဘောပေါက်ပါတယ်ကွာ။ရွှေဆိုင်ဆိုတာဒီလိုပါပဲ။လာရောက်တဲ့ရွှေကိုဝယ်မိတာပေါ့။တခိုးဝမိတဲ့အခါမှာတခိုးကဆိုင်ကိုလက်ညှိုးထိုးပြတာ။အဲ့ဒီလိုနဲ့ဥပန်းစိန်ကြီးကငါရုံကိုရောက်လာတာကွာ။ငါကတခိုးကိုတော့ထောင်ချလိုက်တယ်။ဥပန်းစိန်ကိုတော့လွတ်ပေးလိုက်တယ်။အဲ့ဒါကြောင့်ဥပန်းစိန်ကြီးကငါ့ကိုကျေးဇူးတင်တယ်ဆိုပြီးဆေးရန်တောက်စင်ငါဘူးရဲ့ ီလိုကောင်းစုမျိုးရယ်ကိုလက်ဆောင်ပေးခဲ့တာကွာဟိုဥလူလာကရှင်းပြလေး၏ကန္တာသည်နှခမ်းလေးတစ်ချက်တွင်ယုံပြုံလိုက်လေး၏ထို့နောက်ဥလူလာအားစိတ်သာသို့ပို့ပြီးလျင်ဂတ်ဤအကူကြီးဖြင့်ဥလူလာ၏တာချောင်းလေးကိုဖမ်းဆီးလိုက်လေတော့၏ထို့နောက်ဂျော်နီအားစစ်စစ်ရာ၎င်းနှင့်ပေါင်ပေါ်တ냐လေးရာကိုထည့်ရရလေး၏ တက်ရပါပစ္စည်းများကိုလည်း၎င်းတို့မထုခွဲရသေးသောကြောင့်ဥလူလာ၏ခြံဝင်းတွင်ရှိရေတွင်အတွင်မှပြင်ရနေတော်၏။ဒေါ်မီရီသည်ရဲများနှင့်အိမ်ကိုရှာရာဖွေသောအခါလွန်စွာမှရှိ၍လွန်စွာမှလည်းဝမ်းနေလေ၏။အမလေးကျော်နေရဲ့ငါတို့ရဲ့ဘွားကခုမှနယ်လန်ထုံမလို့ရှိသေးတယ်။နေကြောင်အိမ်ကိုရဲတွေဝိုင်းလာပါလားဖြစ်ကုန်ပြီ။နေကဓမြကြီးပေါ့။ ရှေ့ပြန်ဥပန်းစိန်ကိုတိုက်တဲ့တမကြီးပေါ်ဟိုအော်ရွေငိုလေဤထိုအခါကမ္မစခန်းမိုးကဟုတ်ပါလေကျော်ဥပန်းစိန်အိမ်ကိုတိုက်တဲ့တမကအထောက်သားကြောင့်နေခေါင်းဆောင်နဲ့ဖွဲ့ပါဟိုပြောလိုက်လေဒေါ်မီကြီးဒီရှင်ဘက်ကိုထူရထူရငိုလေဤအမလေးကျော်နေရဲ့နင်ကဥပန်းစိန်အိမ်ရဲ့တမအိမ်ကိုတမတိုက်တယ်ဟုတ်လားဥပန်းစိန်ဆိုတာတခြားလို့မဟုတ်ဘူးဟဲ့ မိဘကြီးတော်တယ်ငါအကိုအရှင်နင့်အဖေကိုလူလာနဲ့ယူတာကိုသဘောမကျလို့စကားမပြောတာနင့်တက်တက်ပဲဥပန်းစိန်နဲ့ငါနဲ့မောင်နှမတော်တာနင့်အဖေကိုလူလာတောင်မသိဘူးဟိုပြောလိုက်လေစကံမူကအခုအတော်ပြောတဲ့ဥလူလာဆောင်တဲ့သုံးမွေကောင်းစုပ်ကလေးကစပြီးတဲလွန်စာပေါ်လို့ဒီအမှုကြီးတစ်ခုလုံးကိုမိတာပါကျွန်တော်တို့ဆရာကိုကန်သားကလည်းကန်းကိုကောင်းပါလေဗျာဟိုပြောလိုက်လေတော်မင်းကြီးက ဒီအမှုကမောင်းခံတာကိုင်တာဟုတ်လားဟုမေးလိုက်လေဟုတ်ပါတယ်ကြောင်းဆရာကိုကန်တာက အခင်းဖြစ်ပေါ်တဲ့နေရာမှာဒီကောင်းစုံလေးကိုတွေးလို့သူ့ဘောင်းမြေအိတ်ထဲကိုထည့်ထားတာအန်ကယ်ဥလူလာကိုရိတ်တာလိုက်ပြီးပို့တော့အန်ကယ်နာမွန်နေရာနဲ့အဲ့ဒီကောင်းစုံလေးဆွတ်ထားဖို့ထုတ်ပေးလိုက်တယ်အန်ကယ်ဥလူလာကဆွတ်ကြည့်ပြီးသူပြောက်သွားတဲ့ကောင်းစုံနဲ့သူကြောင့်ပြောတယ်ဒါကြောင့် ျွန်တော်တို့ကိုဒီကိုလုပ်ပြီးဂျော်နီကိုဖန်ခံလိုက်တာပါဂျော်နီတို့ကလည်းဖြောင်းချက်ပေးပြီးပါပြီခို့ပြောလိုက်ရင်ဒိုမီနီကအမလေးဂျော်နီနင့်အမှုကိုကင်တာကန်တာတဲ့နင်းနဲ့ညီကိုဝမ်းခွဲလေနင့်ဖေကိုလူလာရဲ့နှမကမွေးတာတို့အိမ်မှာနေသွားတာပဲအခုသူကနင့်ကိုဖမ်းရပြီကောင်းကြသေးရဲ့လားတမျိုးလုံးကိုအဆက်ခွဲမဲ့ဂျော်နီရဲ့ဟိုပြောဆိုရေးအော်ဟင်ကိုကျွေးလေတော့ဤ ကန်တာလဲညနေပိုင်းသို့ရောက်လျင်ဥပန်းစင်အိမ်သို့သွားလိမ့်၏အဖြစ်ပြက်အလုံးစုံကိုပြောပြလိမ့်၏ညရေကကော်ဖီများပုံများဖြင့်အခမ်းလိမ့်၏ဥပန်းစင်ကမူအံ့ရောကွာတရားသူကြီးကိုလူလာကငါရောက်ဖတ်မှာငါမသိဘူးကွာငါနမမေရင်နေယူတော့ကသူကရှင့်နေကွာငါကသူ့ကိုသဘောမတူတဲ့ကြားတွေကမေကြီးကယူသွားလို့ ငါကစကားမပြောဘဲမင်းကြီးကိုတေခမ်းပြတ်လောက်ထားတာဒီကောင်းစုပ်ကလေးကလည်းကိုလူလာကငါကလက်ဆောင်ပေးခဲ့တဲ့ကောင်းစုပ်ကလေးကဒီကောင်းစုပ်ကလေးကိုအချောင်းပြူပြီးသူ့သားချွန်နီကိုမင်းကဖမ်းရတာကိုပြီးတော့လည်းမောင်ကန်တာမင်းကဂျော်နီကိုတဝံခွဲဆိုကွာဆက်ဆက်နေလိုက်တာကွာတတိတန်းကြီးပဲပထမ်းဆက်ပေါ်ကွာအဲ့ဒီဖြစ်ကိုသိရတော့ငါဖြစ်တော်တော်တရားကျသွားတယ် ဒါမင်းနေပါအောင်တက်ရပါပစ္စည်းတွေအခုပြန်ရပြီလားဟိုဥပန်းစိန်ကမေးလေဦးပြန်ရပါပြီဦးလေးဒါပေမဲ့အခုချက်ချင်းပေးလို့မရသေးဘူးတရခံတွေကိုရုံးတင်တဲ့အခါဒီပစ္စည်းတွေကိုတက်တဲ့ကံပစ္စည်းချင်းရုံးမှတင်ပြရအောင်မယ်မိန့်ချပြီးမှဒီပစ္စည်းတွေကိုဦးလေးအနေနဲ့ပြန်ပြီးရှောက်ယူရမယ်ဟိုကန်တာကပြောလိုက်လေဥပန်းစိန်ကသမ ्या လက်ထက်ကတော့ညပြီပဲကွာ မင်းတို့ကဘာလို့ယူထားမှလဲပိုင်ရှင်းလက်ထဲပြန်အပ်လိုက်တာမကောင်းဘူးလားဟိုအာမရတော်လေတန်းဖြင့်ပြောလေ၏ဒါကလှုပ်ထွလို့နေတိုင်းလှုပ်တာပါဦးလေကျွန်တော်တို့ထွင်ပြီးလှုပ်လို့လှုပ်တာမဟုတ်ဘူးဟိုပြောလိုက်ရာဥပန်းစိန်ကအဲ့ဒီလှုပ်ထွလို့နေတွေကိုပဲငါကစိတ်ညစ်တာတို့ပစ္စည်းမှမင်းလည်းသိနေပြီပဲမင်းပြောရင်မရဘူးလားတည့်ရခန့်ဆိုတာကလည်းတခြားလိုမဟုတ်ဘူးလေမင်းရဲ့ညီတော်ဝန်ကွဲပဲ မင်းပြောရင်ရမှာပါကွာပြောစီစမ်းပါဟူဆိုတင်ပြောလိမ့်ဦးမရပါဘူးလေကျွန်တော်ကရက်တက်ပွက်ရန်ရက်ချင်းမှာတော့ပါပါတယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်လို့တော့မရဘူးအဲ့ဒါတွေကိုတွားယူရင်လဲတက်တိတ်ခံပစ္စည်းပြောက်ပြဲမှုနဲ့ကျွန်တော်ပါထောင်ချသွားလိမ့်မယ်ဟူပြောလိုက်ရတမိဖြစ်သူများကြီးကအဖေကလည်းကိုပြစ်ချင်တာတွေစုမပြောနဲ့လေအခုအကိုကန်တာကနီလန်းကိုရှင်းပြပေးပြီပဲ ဟိုဝင်ဟန်လိုက်ရာ ဥပန်းစိန်ကအဲ့ဒီနီလန်းကိုငါကသဘောမကျလို့ပြောတာပေါ့နေကပါကြားဝင်ပြီးထောက်ခံနေရတာတော့ဟိုဆူလိုက်လေထိုအခါမျက်ရည်ကအကူကန်တာ sorry ဟုဆိုက နေရာမှထွက်သွားလေတော့တည်း